င်္ဂလာပါရှင်။စေရေးဆက်တလမှာ16ရက်ဆက်တလ2025တပတ်တာတတိယရေသားသမီးရဲ့လုတ်ကင်ကနေပြီးတော့စတင်ဟောပြောပြပါမယ်ဖြစ်ပါလိမ့်ရှင်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ကံအရန်ကောင်းနေပါလေအလုံးကိုင်ခွန်းလန်းလေးတွေပေါ်ပြီးအလုံးနဲ့ပတ်သက်ပြီးတော့အကျိုးမြတ်များစွာရရှိစေမယ့်တပတ်တာလို့တွေ့ရပါတယ်တံမိုးကြီးတော့ပြည်စီတော့ထွက်တတ်ပါလေကြီးဆိုင်ပါတော့ မိတ်ဆွေပေါင်းစုနဲ့ပတ်သက်ပြီးတော့အဖက်ဖက်ကနေအကူအညီကောင်းတွေထောက်ပံ့ကောင်းတွေအကြံဉာဏ်ကောင်းတွေတွေဒါမျိုးရရှိစီမဲတယ်မှာပါတယ်နောက်ခရီးသွားရမယ်အခကြီးရလည်းပဲမိမိအနေနဲ့ကောင်းသောသွားခြင်းဖျားဘူးခီးသွားခြင်းဒီလိုလေးတွေတွေ့ရတယ်အဲ့တော့အပျော်ခီးနဲ့ဖျားဘူးခီးမှာဖျားဘူးခီးကိုပို့ပြီးတော့ဦးစားပေးတင်ပါတယ် အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဆိတ်ရှုပ်ရတာခေါင်းရှုပ်ရတာဒါလေးကြုံရမေးအိမ်နဲ့ပတ်သက်ပြီးတော့စကားတွေပြောဆိုရမေးနောက်ပြီးတော့ရင်အများတက်တဲ့ပြဿနာဖြစ်တဲ့ဒါလေးကိုသတိထားပါဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ကုန်စိတ်ပြတ်သွားတဲ့အတီကိုစိတ်ညစ်ရတဲ့အနေအထားလေးတွေ့ရပါတယ်ဆိုးရရန်ရဲတိုက်ခိုက်လုံးဝမတွေ့ရပါဘူးရှင် အချင်းကြီးနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့မိမိနဲ့ကြားထဲမှာအကြီးကြီးတွေကြောင်းလို့လမ်းခွဲရတာဒါမှမဟုတ်လည်းပဲတယောက်နဲ့တယောက်အဆင်မပြေဖြစ်တာဒီလိုလေးကြရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီးချမ်းတာယာစီပဲအိမ်တော်ကြီးလိုမြင်ပါတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့ view site ပါကျမကြီးကဖြစ်ပြီဆိုရင်အေးပြက်တာနောက်ပြီးတော့အကျောချင်းနေနာကျင်ကြိုက်ခဲတာဒီလိုဝေဒနာတွေခံစားတတ်တယ်တောင်းတရထားပါ ကန်နဲ့ပတ်သက်ပြီးတော့ကန်ကအလွန်ကောင်းပါတယ်။ထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့ငါးတလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါတယ်ပွန်လိုက်မယ်ရှင်လိုက်မယ်တပတ်တာပါ။မိမိရဲ့နေနဲ့ရစရာရှိတဲ့ငွေကြီးတွေပြန်ဝင်လာဖို့ရှိတယ်။မိမိကိုယ်နိုင်ကလည်းပဲငွေနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်တဲ့အခါငွေတွေပိုဝင်ပြီးတော့ငွေရှင်လာမယ်တပတ်တာလို့တွေ့နေရပါတယ်။ အောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံမပြီးတိလိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူးမိမိအနေနဲ့နောက်ဆက်တင်းရမယ့်ကိစ္စရက်ကလေးတော့ရှိနေတယ်ဒုဗိဗေရဲ့အလုပ်လုပ်တဲ့အခါမှာမိမိဘက်ကပျော်ရွှင်မှုတွေကြည်နွမှုတွေစိတ်ချမ်းသာစရာဖြစ်မှုတွေရရှိစေမယ့်တပတ်တာလို့တွေ့ရပါတယ်ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရာကောင်းလေးပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေမိမိဒေအိမ်ကဖျားမှာ ထမင်းစီစန်းနဲ့ငားချော်နဲ့ဆွန်းဆက်ကလှူဒန်းခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမေးလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။ဆယ်ရ17လ2025မှာ16ရ17လ2025တပတ်တာတနင်္လာသားသမီးချင်းမေးစုရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။တနင်္လာသားသမီးချင်းမေးစုဤအလုံးနဲ့ပတ်သက်ပြီးတော့အန္တရာယ်များမေးအလုံးမှာအတိုက်အခိုက်တွေရှိရင်ရံများမေးမိမိကိုအမြင်မကြည့်တဲ့သူတွေရှိနေတယ်သတိထားပါနော်။ တံမိုးကြီးတော့ပစ္စည်းတွေထွက်တတ်ပါတယ်အဲ့တော့ဆုံးရှုံးပြီးတော့ထွက်တဲ့အရာတွေတွေ့ရတာမို့လို့ဒါကိုယူဆိုင်စီခြင်းနဲ့နော်မိစေပေါင်းတဲ့နေ့ရဲ့အဖြစ်ပြောတာညဉ့်ညံတာဒုက္ခပြရာတွေခံရတတ်တယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေဒီအဆင်ပြေမေးအဲ့တော့မိမိစိတ်တိုင်းကျစီစဉ်တဲ့အရာလေးတွေမှန်သမျှအဆင်ပြေသွားမယ်လို့တွေ့ရတယ် ။ရှင်ယူသားချင်းမရရဲ့အကူအညီ၆ပံကောင်းတဲ့ရဖို့ရှိတယ်။နောက်ခီးသွားမယ်။ခီးကန်လည်းအရင်ကောင်းတယ်။ကိုပြောရမယ်ဆိုရမယ်ကိစ္စရက်ဒီဆိုရင်မိမိဝေပါပြီးတော့ပြောဆိုလိုက်မှအောင်မြင်စီမဲ့ရာလေးတွေ့ရတယ်။ရဲအနေရဲ့စူးစူးဝါမရှိဘူး။ဒါပေမဲ့ ဒီလိုမျိုးတပတ်တာကာလတစ်ခုမှာဒီတပတ်ထဲမှာကစိတ်အနှောက်ရှက်အမျိုးမျိုးကြုံရတာဖြစ်တဲ့အတွက်ကြောင့်ဒါလေးကိုတော့ခရုစိုက်စီခြင်းနဲ့ကိုယ့်ဘက်ကနေပြီးတော့စိတ်ရှုပ်เสียကြုံလာပြီဆိုရင်လည်းပဲဘာသာရေးလုပ်မယ်အတိတ်ထဏီလုပ်မယ်ရှင်ရင်ချင်းမတုတ်ပြန်တာအရင်ကောင်းတယ်နော်ကျမိုင်းနဲ့ပတ်သက်ပြီးတော့ခရူးဆိုင်ပါဒူးနာမေးခြေောက်တွေကိုက်မေးသတိထားပါအေးချမ်းမှုညေးချမ်းမှုမရှိသေးဘူးဘာကြောင့်လဲဆိုတော့အလုတ်ကိုင်မှာချမ်းဖြစ်မယ်ခက်ခဲဖြစ်မယ်ဒီလိုလေးတွေ့ရတာ ဖြစ်တဲ့အတွက်ကြောင့်မလို့အေးချမ်းမှုကြီးချမ်းမှုမတွေ့ရသေးဘူးနော်။ကံနဲ့ပတ်တိုင်တော့ကံအားတော့ကောင်းနေခြေထိုးခြင်းနဲ့ကံဆန်းခြင်းနဲ့ဆိုရင်တော့၆တလုံးခြေထိုးကံဆန်းလို့ရတယ်။ငွေကြီးလလာပါလေပွင့်လန်းလာမယ်ရှင်လန်းလာမယ်လက်ထဲမှာငွေမမြင်တာပဲရှိမယ်သို့တော့ကိုငွေရှာတဲ့အခါမှာတော့ခက်ခက်ခဲခဲနဲ့ငွေရှာရမယ်ငွေအစုလိုက်ပုံလိုက်ဝင်မယ်ဒီလိုလေးတွေ့ရတယ် အားလုံးလည်းပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူး။ဒါပေမဲ့ကိုယ်စိတ်ထဲမှာလုပ်နေတဲ့အရာလေးတွေမှာစီလီယုံမတည်တာ၊နောက်ဆန်ဒီတင်းရတာ၊နောက်ပြီးတော့ကတိလင်နာနိုင်တာဒီလိုလေးတွေတော့ဖြစ်တတ်တယ်။ဒီတော့တနင်္လာသားသမီးချင်းမေးဆွေတို့ကံထောက်ပံ့ဖြစ်စီတဲ့ရေဒီယာကောင်းလေးဆံမပေးချင်ပါနဲ့။တနင်္လာသားသမီးချင်းမေးဆွေဖုန်ကြီးကြောင်းတော်၎င်းနောက်ဇေဒီ ဂျီဒီနီယာမှာတော့၎င်းတပြည့်စီတစ်ချောင်းလူတိုင်းချင်းဖြစ်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမေးလို့တွေ့ရပါလိမ့်ရှင်မင်္ဂလာပါရှင်။ဆေးရဲ17လ2025မှာ16ရက်17လ2025တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ အင်္ဂါတော်မိချင်းမိတ်ဆွေအလုတ်ကံအရန်ကောင်းတယ်အလုတ်နဲ့ပတ်သက်ပြီးတော့အကျိုးမြတ်များစွာရရှိစေမယ့်တပတ်တာမိမိကအလုတ်တွေကိုတူးချဲ့ပြီးတော့လုတ်ကံရတာရည်ရွယ်ထားတဲ့ကိစ္စလေးတွေအဆင်ပြေစေတာဒီလိုလေးတွေ့ရပါတယ်တန်ဖိုးကြီးတို့ပြည်စီဝင်လာဖို့ရှိနေပါတယ်မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာစိတ်မကောင်းစရာလေးတွေကြုံရတတ်ပါတယ်အိမ်ထဲပတ်သက်တဲ့ကိစ္စရဲ့တည်းနောက်ဆက်တင်ရတာအိမ်ပေါ်မှာမိမိစိတ်တိုင်းမကြတာအိမ်မှာနေလို့တဲ့စိတ်မရှိတာဒီလိုလေးတွေ့ရပါတယ် ရှင်ပြူသားချင်းရဲ့အကူညီကောင်းကြံ့ကြံ့ကောင်းလေးရောက်ဖို့ရှိတယ်။ယန္တိနဲ့ရဝေးဆိုရင်ရဝေးမှာရှိနေတဲ့ရှင်ပြူသားချင်းစီကလည်းအကူအညီရမယ်လို့တွေ့ရပါလိမ့်။ယန်အန်ရဲ့တိုက်ခိုက်ရှိတဲ့သတိထားပါနော်။မိမိကိုမနာလိုနေတဲ့သူမိမိကိုအပြစ်ပြောမဲ့သူတွေရှိတယ်ဒါကိုသတိထားပါ။အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူအပေါ်မှာစိတ်ကုံစိတ်ပြတ်သွားတာနောက်တန်တရားတွေဝင်နေတာဒီလိုလေးတွေ့ရတယ်။အိမ်တော်ရင်းနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့ အလုတ်ကိုင်ခွန်းလန်းလေးတွေပိတ်ဆို့နေတာဖြစ်တဲ့အတွက်ကြောင့်စိတ်ကြင်ရပါလိမ့်မယ်။ကျမ်းမာရင်းနဲ့ပတ်သက်ရင်တော့စူးချိုးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိတီတယောက်တည်းပြင်ပပန်းပန်းတွေအာထုံခွန်ဆိုင်လုပ်နေရတဲ့အရာလေးညာနေပါလိမ့်မယ်။မိသားစုကအကူအညီမရဘဲနဲ့မိသားစုရဲ့ဖြစ်စည်းမှုတွေစိတ်ပင်ပန်းမှုတွေဒါလေးတွေကိုရရှိစီမင်းဒီမှာပါနေရေး။ ကံနဲ့ပတ်သက်ရင်တော့ကံအားနည်းတို့ပဲမဖြစ်မနေထီတိုးကန်ဆန်းကျင်နေဆိုရင်တော့နှစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ငွေကြေးလလာပါလေပွန်လမ်းမေရှင်လမ်းမေတို့တော့လက်ထက်မှာငွေလုံးဝမမြဲဘူး။ဒါကြောင့်လက်ထက်မှာငွေစုမိပြီဆိုရရင်တန်မိုးကြီးတော့ပစ္စည်းတစ်ခုခုကိုစုဆောင်းထားပါ။ဒါဆိုရင်ငွေကြေးကိစ္စအဆင်ပြေပါလိမ့်မယ်။ အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာချုပ်ကိုပြစ်တိလိုက်တဲ့အခါစိုးရတဲ့ပူပန်မှုမျိုးမတွေ့ရဘူးမိမိတီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဘင်းအောင်မှတသက်မထင်းမလုပ်ဖ ೇನೆ အမြဲပြောင်းလဲပြီးတော့စမ်းသစ်ပြီးတော့တီထွေပြီးတော့လုပ်ကင်နေတဲ့အရာလေးတွေဆိုရင်ဒီတစ်ပတ်ထဲမှာပို့ပြီးတော့အောင်မြင်စီပဲလို့တွေ့ရပါတယ်ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ပြည့်စုံတဲ့ရေရာကောင်းလေးပြီးချင်ပါတယ် င်္ဂါသားသမီးချင်းမဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရရာကမိမိနေအိမ်ကဖျားမှာတာကူချိုးတဝဲလူတဲ့ချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လည်သွားမေးတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။ဆယ်ရက်17လ2025မှာ16ရက်17လ2025တပတ်တာဗုဒ္ဓဘုရားသမီးချင်းမဆွေရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ဗုဒ္ဓဘုရားသမီးချင်းမဆွေအလုံးနဲ့ပတ်သက်ပြီးတော့ဘာလေးကိုပဲလုံလုံအလုံးမှာဆုံးရှုံးစီတာ လောက်ကန်ခက်ခဲစီတာအလုပ်နဲ့ပတ်သက်ပြီးတော့ဝေးကြီးကိစ္စတွေစကားပြောဆိုရတာဒီလိုလေးတွေ့ရပါလေလုပ်ငန်းခွင်မှာလက်ဝင်ကြီးတာပုံကန်တာတော်လန်တာလူခေါ်ကန်ဖက်တဲ့အဆင်မပြေဖြစ်တာဒီလိုလေးတွေရှိတယ်သတိထားပါနော်တန်မိုးကြီးတော့ပစ္စည်းထွက်တတ်ပါလေထွက်တယ်ဆိုတဲ့နေရာမှာပျောက်ပျောက်သွားတဲ့အရာမျိုးတွေ့ရတယ်တောင်ကိဆိုင်နော်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းတဲ့ခင်မင်မှုတွေပြတ်သွားတာမိတ်ဆွေပေါင်းတဲ့အထင်မြင်လွဲပေါင်းမှုတွေခံရတာဒီလိုလေးရှိတယ် ိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့တော့အရန်ကောင်းတဲ့အဆင်ပြေပြီ။ဆွေမျိုးသားချင်းစီကနေအကူအညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ရန်အန်ဒီစူးစူးဝါမရှိတဲ့အပြင်ချစ်သူခင်သူပေါင်းများလာမယ့်တပတ်တာလို့တွေ့ရပါတယ်။အချင်းအင်းနဲ့ပတ်သက်ပြီးတော့မျက်နှာဖွင့်လန်းခြင်းလူချင်းလူခင်ပေါ်ခြင်းတို့တွေ့ရတယ်။အင်တော်ကြီးနဲ့ပတ်သက်ရင်တော့အင်တော်ကြီးအီချမ်းမေးစီးပွားတွေဖြစ်ထွန်းမေးဝေးကြီးကိစ္စတွေအဆင်ပြေမယ်လို့တွေ့ရတယ်။ ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စိုးစိုးမရှိဘူး။ဒါပေမဲ့ရန်ပါရန်ခါအီးပတ်တာရေးချူမာတာအနေထိုင်မာတာခင်းဆိုင်ပါ။အီးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ဘယ်ကိစ္စကိုပဲလုံလုံအမြဲတမ်းအပူတပြင်းနဲ့လုံဆောင်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မအီးချမ်းသေးဘူးလို့ပြရပါလိမ့်။ကံနဲ့ပတ်သက်ရင်တော့အားနေတယ်။သို့ပေမဲ့မဖြစ်မနေဒီတို့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့တုံညတလုံးဒီတို့ကန်ဆန်းလို့ရတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့ဝင်လာမယ့်ပတ်စံတွေတင့်နေတာအထင်ပေါ်နေဖြစ်နေတာ ဒီတစ်ပတ်မှာမရရှိသေးပဲနေဝေးကြီးကိစ္စတွေကိုဟိုကပြန်ပြီးတော့အချိန်တောင်းလေးတွေလောက်တာခံရတာဒီလိုလေးတွေ့ရပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပုံမှန်ဆရာချုပ်ငုံပေးကြည့်လိုက်တဲ့အခါဒီတစ်ပတ်ချင်းမှာကိုလှုပ်ဆောင်ရမယ့်အရာလေးတွေမှာပြောရတယ်ခက်ခဲတယ်နောက်ဝေးကြီးကိစ္စဆိုလည်းဒီလိုပဲပြောဆိုရတယ်အဆင်မပြေဖြစ်တယ်ဒီအတွက်ကိုဆရာမရေဒီယာကောင်းလေးပေးချင်တယ်တစ်ပတ်လုံးအတွင်းအလုံးကိုင်းတဲ့ဝေးကြီးအဆင်ပြေစေဖို့အတွက်ကိုရေဒီယာကောင်းလေးဆရာမပေးချင်ပါတယ် ဘုံလုံးသားသမီးချင်းမရှိတဲ့တပတ်တာပြုလုပ်ဆောင်ရမယ့်ယေရီယာကဘုံကြီးကုတီတီကိုသွားပြီးတော့မှတေချာတန်ရှင်းအောင်စီကျင်အောင်မိမိကိုယ်တိုင်တိုက်ချွတ်စီကျော်ပြီးတော့မှကုသိုလ်ယူပါနောက်တစ်ချက်ကကြတော့အထိတ်ခံကောင်းကောင်းဝင်ပါဒါဆိုရင်တော့မိမိဖြစ်ချင်တဲ့ဆန္ဒတွေတပတ်တာအလုံးစုံပြည့်လည်သွားပြီးလုပ်တွေ့ရပါလိမ့်ရှင်မင်္ဂလာပါရှင်စီရဲ့စက်တလာ2015မှာ ၁၆ရက်စက်တလ၂၀၂၅တပတ်တာဂျာမာပြည်သားသမီးချင်းမိတ်ဆွေရဲ့လောက်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလိမ့်ရှင်။ဂျာမာပြည်သားသမီးချင်းမိတ်ဆွေအလုတ်ကန်ရန်ကောင်းနေတယ်။အလုတ်နဲ့ပတ်သက်ပြီးတော့ကိုလုံးဝမဲ့ကိစ္စလေးတွေရည်ရွယ်ထားတဲ့ကိစ္စလေးတွေလုပ်ငန်းတူးချင်းစီတဲ့အရာလေးတွေအများဆုံးအထောက်ပံ့ကောင်းနေလဲပေးမယ်အကူအညီကောင်းနေလဲရရှိစီမယ်တပတ်တာလို့တွေ့ရပါတယ်။တမ်းမူကြီးတော့ပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်။ မိတ်ဆွေပေါင်းသင်းတွေရဲ့အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေအကြံဉာဏ်ကောင်းတွေရရှိစီမှာပဲဖြစ်တယ်။အိမ်ထဲပတ်သက်ပြီးတော့စီစဉ်ကြွန်ကြားတဲ့ကိစ္စလေးတွေကောင်းတဲ့ပုံမေးမိမိဖြစ်ချင်တဲ့ပုံစံအတိုင်းပဲအဝင်ပေးကြအစီအပြေသွားပါလိမ့်မယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေရရှိစီမေးဒါပေမဲ့ဆွေမျိုးသားချင်းအတွက်ပူပန်စီရမယ့်အရာလေးတွေတွေ့ရပါလိမ့်။ဂျန်နီရဲ့တိုက်ခိုက်ရှိတဲ့တတိထားပါနော်။ အပြိုင်ဆိုင်ဒီအတိုက်ကိတ်တွေရမ်းများမေးတပုတ်လေးတွေပြောတာခံရမေးနာမည်ဖြစ်တာခံရမေးတတိထားပါအခြေအနေပတ်သက်ပြီးတော့ချစ်သူရဲ့နေနေတာခံရမေးအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်အတွေ့ပူပန်နေရတာမျိုးကြုံရတတ်တယ်။မိမိကိုယ်တိုင်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဆိုးကျိုးလုံးဝမရှိရဲ့ဖြင့်အနာနယ်ဆေးတွေ့သွားပြီးတော့ရခင်ကနေကျန်းမာရေးမကောင်းနေသူဆိုရင်တော့ဒီတစ်ပတ်ထဲမှာကျန်းမာရေးအရင်ကောင်းသွားမယ်လို့တွေ့ရတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားရဲ့အလွန်ကောင်းပြီးထီထိုးကံဆန်းခြင်းတွေဆိုရင်တော့ ကိုတလုံးတီတော့ကန်ဆယ်လို့ရပါလေ။ဝေကြီးလက်လာပါလေရှင်လန်းပွန်လန်းစီပဲတပတ်တာပါ။အားလုံးနဲ့ပတ်သက်ပြီးတော့ပုံမှန်စီအောင်ငုံပြီးကြည့်လိုက်တဲ့အခါမိမိကိစ္စမဟုတ်ဘူး။သူတစ်ပါးကိစ္စအတွက်အမြင့်ပုံမှန်နေရတာမျိုးကျွန်တော်တက်တယ်။ဒီတော့ဂျာတာလီတာတမိချင်းမိတ်ဆွေတို့အတွက်ခံတောက်ပဲဖြစ်စီတဲ့ယန္တရားကောင်းလေးပေးချင်ပါလေ။ကြတာဝိတာသမီးချင်းမဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကဘယ်နေရာလေးဝယ်ရောက်ရောက်အမြဲတမ်းရည်ချက်ဖြစ်တဲ့ အလူလေးတစ်ခုလုပ်စီချင်ပါတယ်ဥပမာအချွေလူတာဓမ္မမိုးရေးတက်လူတာဒီလိုလေးလူတန်းချင်းဖြစ်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်နေသွားပြီလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်။စေရေး၁၇လ2025မှာ16ရက်၁၇လ2025တပတ်တာတောက်ကြတာတပိချင်းမေးစုရဲ့အလုပ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ ။ဟောကြားတော်သမီးချင်းမေဆွေအလုခံအရန်ကောင်းနေပါလေ။မိမိအနေနဲ့အလုမရသေးဘူးဆိုတော့ချင်းမေဆွေဆိုရင်လည်းပဲဒီတစ်ပတ်ထဲမှာအလုခံနဲ့ပတ်သက်တဲ့အခွင့်အလမ်းလေးပေါ်လာစီပြီးတွေ့ရပါလေ။တံမိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါလေ။မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့အကူအညီမရတဲ့အပြင်မိတ်ဆွေတွေရဲ့ညဉ့်ညံ့တာအပြစ်ပြောတာတွေခံရတတ်ပါတယ်။ အင်းနဲ့ပတ်သက်ပြီးတော့ကံရံကောင်းတွေအင်းရဲ့ထောက်ပံ့ကောင်းတွေရပြီအင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေငွေကြေးကိစ္စတွေရအစစကားပြောဆိုရတာလွဲကွေးစီမယ်လို့တွေ့ရပါတယ်ရှင်ပြူသားချင်းနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ကောင်းတွေရပြီရှင်ပြူသားချင်းစီကနေပြီးတော့မှအဖက်ဖက်ကနေအခုကြီးပံ့ပိုးမှုတွေရရှိစီဘယ်လိုတွေ့ရပါလဲ။ဂျန်အန်ဒီအတိုက်ခိုက်လို့ဝါမရှိပါဘူးရှင်။အချီးရင်းနဲ့ပတ်သက်ပြီးတော့ချစ်သူရဲ့ အဆက်တွေဖြတ်တောက်ခြင်းကိုခံရတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်အတွေ့ကျန်းမာရေးညံ့တာမျိုးပူပန်တာမျိုးကြုံရတတ်တယ်မိမိကိုယ်တိုင်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဥကောင်းနေမကောင်းတာအာရုံကြောအားနေတာအမြင်နဲ့မူးမော်နေတာမျိုးတွေဖြစ်တဲ့ကိစ္စိုက်ပါနော်အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုတ်ကိုင်းခွန်းလန်းလေးတွေပေါ်လာတဲ့အခါမှာမိမိဘက်ကနေပြီးတော့ဗာလေးပဲဖြစ်ဖြစ်အာထုံခွန်းဆိုင်နေဝရိယကောင်းကောင်းလေးထားပြီးတော့လုတ်ဆောင်လိုက်ပြီးဆိုရင်ဒီတစ်ပတ်တည်းမှာအလုတ်ကိုင်းအရန်ကောင်းနေတယ်လို့တွေ့ရပါတယ်။ ကန်နဲ့ပတ်သက်ပြီးတော့ကန်အားအလွန်ကောင်းနေတယ်။ထီထိုးကန်ဆန်းခြင်းတွေဆိုရင်တော့ရှစ်ကလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝေးခြင်းနဲ့ပတ်သက်ပြီးတော့လက်ထဲမှာငွေစုထားလို့မရဘူး။အဲ့တော့မိမိယုံကြည်စိတ်ချရတဲ့နေရာမျိုးမှာငွေစုစောင့်ထားမယ်ဆိုရင်ငွေဖတ်တင်ပါလိမ့်မယ်။အောင်နဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်ဆရာချုပ်ကိုပေးကြည့်လိုက်တဲ့အခါမိမိကိုတစ်ဖက်လူကလိန်လေတာလှည့်ပြားတာခံရတဲ့တည်းဒါကြောင့်အလေးမခံရအောင်တတိလေးထားပါနော်။တောက်ချတာတို့ချင်းမိတ်ဆွေတွေကန်ထောက်ဖက်ဖြစ်စီတဲ့ခရီးရာကောင်းလေးပေးချင်ပါတယ်။ ောက်ကြတာတပိချမိဆွေတပတ်တာပြုလို့ဆောင်ရွက်မယ်ရေရီယာကမိမိညီအင်ကပြားမှာရွှေရောင်ရက်ကလေးကိုးချောင်းလူတဲ့ချင်းဖြစ်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်စေရေးဆက်တလ2025မှာ16ရက်17လ2025တပတ်တာစနီသားတပိချမိဆွေရဲ့အလုပ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်စနေသားတစ်ခုချပေးဆိုရင်အလုံးနဲ့ပတ်သက်ပြီးတော့မိမိဘက်ကနေပြောဝါဆိုရတာ ခက်ခဲစီတာလေးတွေ၊နှောက်ကြံ့ကြမှုလေးတွေ၊နှောင့်နှေးစီတာလေးတွေဒီလိုလေးတွေ့ရပါတယ်။တံမိုးကြီးသောပစ္စည်းထွက်တတ်ပါတယ်၊ရွေးစိတ်ပါနော်။မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အခုကြီးကောင်းနေ၊ကြောက်ပန့်ကောင်းနေရရှိစီတာကတစ်ဖက်။မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့ပူပန်စီရတာတစ်ဖက်ဒီလိုလေးတွေ့ရပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့လေးတွေအရန်ကောင်းနေ။အိမ်ကနေမမျော်လင့်တဲ့အခုကြီးကောင်းလေးတွေအိမ်နဲ့ပတ်သက်ပြီးတော့အကျိုးမြတ်များစွာရရှိစီတာလေးတွေဒီလိုလေးတွေ့ရပါတယ်။ ။ချိန်ယူသားချင်းနဲ့ပတ်သက်ပြီးတော့မိမိမမျှော်လင့်ကြတဲ့အရာလေးတွေအခွင့်အလမ်းလေးပေါ်စီတာမျိုးချိန်ယူသားချင်းစီကနေပြောတင်းကောင်းလေးကြားလာမျိုးဒီလိုလေးတွေ့ရပါတယ်။ရန်အနေနဲ့တိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ချစ်သူခင်သူတွေပေါ်လာမယ့်တပတ်တာလို့လည်းတွေ့ရပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူအပေါ်မှာအလိုမကျတာစိတ်တိုင်းမကျတာချစ်သူနဲ့ခဏခဏစကားညီမရတာတစ်ချက်ချက်ဖြစ်တာလေးကြောင့်ဝမ်းမိ။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်အတွင်း ကိုကလုပ်ချင်တဲ့အရာလေးတွေကိုကဖြစ်ချင်တဲ့အရာလေးတွေတောင်းမို့အိမ်တော်ဘက်ရည်ရထားတဲ့ကိစ္စလေးတွေလက်မယားနှစ်ယောက်စိတ်တူကုတူလေးတွေနေအလုတ်ကိုင်းတဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဝေးကြီးတဲ့ပတ်သက်တာပဲဖြစ်ဖြစ်အလုံးစုံလုပ်ကြရမယ်လို့တွေ့ရပါတယ်ကျမရဲ့ပတ်တိုင်တော့ခင်ဆိုင်ပါကျမရဲ့ညံ့ပြီဆိုလို့ချင်းခြေတော်တစ်ချောင်းလုံးကိုက်တာခဲတာနာလာကျင်တာလီးလန်တာထိုင်းမိုင်းတာတို့လေးဖြစ်တဲ့ပိုင်အေးချမ်းမှုညင်းချမ်းမှုရောက်ရှိလာမယ့်တပတ်တောင်လို့တွေ့ရပါတယ် ကံနဲ့ပတ်သက်ပြီးတော့ကံအလုံးကောင်းပါတယ်။ထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့သုံးတလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ကိုဖြစ်ခြင်းတဲ့အရာလေးတွေကိုပြောခြင်းတဲ့အရာလေးတွေဝေးကြီးကိစ္စတွေလဲပတ်သွားမယ်အဆင်ပြေသွားမယ်ဒီလိုလေးတွေ့ရတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ကိုပိုင်ဆရာချုပ်ကိုပြကြည့်လိုက်တဲ့အခါကျုပ်တည်းရဲ့ဖြစ်စီတဲ့အရာလေးကိုတတိထားပါအဲ့တော့မိမိမိသားစုတော်၎င်းမိမိကိုယ်တိုင်တော်၎င်းဒီလိုရုပ်တည်းရဲ့ဖြစ်စီတဲ့အရာလေးကိုခရုစိတ်အမဲ့အနေထားလေးတစ်ခုတွေ့ရပါတယ်ဒီတော့ဇနီးသားသမီးချင်းမိတ်ဆွေတို့ ကံတောက်ဖက်ပစ္စည်းတွေရေရာကောင်းလေးပြချင်ပါလေစနေသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကရှင်ဒီတဆူတော်ပါမိမိရဲ့မွေးနံ့တောင်းမှာတီအနီအောင်ဆက်လက်လှူဒန်းခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာ အလုံးစုံပြည့်လည်သွားပြီလို့တွေ့ရပါတယ်ရှင်